ပဲခူးတိုင်းတောင်ငူခရိုင်တောင်ငူမြို့နယ်နောက်ဘက်ခြမ်းပဲခူးရုံမတနေရာမှာစစ်ကောင်စီနဲ့တွန်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကဇွန်လ23ရက်နေ့မှာစက်တက်လီဒီတွေပါ3မီတိုက်ခိုက်ခဲ့တယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ။ စစ်ကောင်စီကတောင်ငူမြို့နယ်အတွင်းအင်အား200ကနေ300အတွင်းအုံပြူကလှည့်လည်စစ်ကြောင်းထိုးနေတာဖြစ်ပြီးဇွန်လ23ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော်လိုင်းရဲဘော်တွေလည်းထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။ထိတွေ့မှုကတော့နေ့တိုင်းစက်တိုက်ဖြစ်နေတယ်။သူတို့ဘက်ကစက်တက်လေဒီတွေနဲ့ပါ အုံပြူလာနေပါပြီ။သူတို့ဘက်ကအကြဆုံးတော့အများကြီးပါ။အများရန်နေ့တိုင်းထိတွေ့မှုတွေစက်တိုက်ရှိပါတယ်။ နေမြေလုံးုံရင်းကြောင့်တရင်ထုတ်ပြန်မှုကန့်သက်ထားခဲ့တာပါလို့တန်ငူချေဆိုင်တော်လိုင်းတပ်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်တန်ငူမြို့နယ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့တလားကြော်ကြတဲ့အထိထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးမနေ့ကဇွန်လ24ရက်အထိတိုက်ပွဲဖြစ်ပွားရဒေသအနီးမှာလက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါရယ်တောင်ငူမြို့နယ်အတွင်းပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းတောင်ငူလိပ်သို့လမ်းမိုင်းတစ်နေရာမှာ ရှေးကောင်စီရင်နံတိုက်ခိုက်ခံရပြီးနောက်တပ်ဖွဲ့ဝင်9ဦးသေဆုံးကခရမ်းများပြားနဲ့ရိတ်ခါတွေတင်းစီရမိခဲ့တယ်လို့တွန်လိုင်းတပ်ဖွဲ့တွေကသိရပါတယ်ရှင်။